ခန္ဓာကိုယ်ကြီးကသေရင်ပုတ်တယ်စိတ်ကြတော့မသေးခင်နဲ့ပုတ်တယ်နော်လူတွေတရှုပ်ဆိုရင်မသေးလူကမသေးသေးဘူးစိတ်ကအရင်ပုတ်တော့လူကြပုံနံအောင်ထွက်နေနော်စိတ်ထားလေးဒါကောင်းကောင်းလေးရှိလို့ရှင်လူသေးသွားလည်းပဲသူကစိတ်ကောင်းလေးရှိတော့အပုတ်ကအနံ့မထွက်တော့ဘူးဟိုတရှုပ်ကြတော့လူကမသေးသေးဘူးစိတ်ကပုတ်နေတဲ့အခါကျအပုတ်နံ့နေရထွက်နေလိုက်တာနော်ဒါကြောင့်ဟိုတေမပုတ်မဲ့ ရုပ်ကြီးကိုပြင်နေတာတဲ့ဆိုင်မသိခင်ပုတ်နေတယ်ဟိုဒီစိတ်ဒီစိတ်ကလေးကိုအရင်ပြင်နိုင်ရောမဆိုးနော်စိတ်ကလေးပြင်နိုင်ရင်စေတနာလေးတွေပြင်ပြင်ပြုပြင်နိုင်မယ်ဆိုရင်ဘဝမှာလေနေရာတိုင်းအတွက်လူတိုင်းအတွက်ကစေတနာလေးကအရေးကြီးတာစေတနာလေးကတိတ်တန့်မှုရှိတာဒီစာစုမဲ့ဘုရင်အဲ့ဒါလေးကိုတော်လေးအထူးပြုပြီးပြောပြတဲ့ပြောပြတဲ့ဆိုတာကစေတနာကိုတချို့ကနားလည်မှုလွဲပြီးတော့အရာကောက်တွေလွဲနေတာသဘောတွေရှိတော့လေ မှန်ကတော့တကယ်တော့စေနာကောင်းဆိုတာလူတိုင်းမှာမရှိဘူးတဲ့ကိုယ်မအဲဒီစေနာကောင်းလေးရှိနေတာဒါအကောင့်တက်ခံလေးပါလားတဲ့ဒီတက်ခံလေးကိုတယောက်ယောက်ကြောင့်တစ်ခုခုကြောင့်ပြက်ပြဲသွားတာမျိုးမဖြစ်စေရဘူးတဲ့ဟုတ်အကောင့်တက်ခံလေးရှိတယ်လူတွေမှာချုပ်မွေးလာတဲ့ကမကောင်းတက်ခံနဲ့ပါလာတဲ့လူရှိတယ်အကောင့်တက်ခံနဲ့ပါလာအဲ့ဒါကိုဇယိုက်လို့ခေါ်တာဇယိုက်မှာလူတွေမှာဇယိုက်အမျိုးမျိုးလေး သမီးသားဆိုတဲ့မှာပေါက်ပေမဲ့ဇရိုက်တရားမတူတာတွေအများကြီးရှိတယ်။ညီကိုချင်းဖြစ်မဲ့ဇရိုက်မတူတာတွေအများကြီးရှိတယ်။ချို့ကဒေါသဆက်ကြီးတယ်။ချို့ကရာဂဆက်ကြီးတယ်။ချို့အာချို့တိခန့်နဲ့အားတွေကောင်းတယ်။ချို့ကလည်းတိခန့်မှုမရှိဘူး။အမျိုးမျိုးဖြစ်ချို့ကဇရိုက်ကိုချမ်းတာ။ဆိုတော့ဇရိုက်ဆိုတာကအတိတ်ကပါလာတဲ့အထုံကိုဇရိုက်လို့ခေါ်တာပဲ။အထုံကိုဇရိုက်ပါလာ။ရာဂဆက်အားကြီးတဲ့ပုံရာဂကိုကြီးတာ။နော်။ပညာဇရိုက်အားကြီးတဲ့ဗုဒ္ဓဇရိုက်ခေါ်တော့ပညာဇရိုက်အားကြီးတဲ့လူကြတော့ဟိုး ဉာဏ်နဲ့သိကောင်းတာတွေးခေါ်လေကောင်းအဲဝိတက်ဆိုကြံနေတဲ့ကြံကြံစီးတဲ့ဝိတက်ရဲ့အာကျဲကိုတွေးဟိုတွေးနေတာတော့အများရန်နော်အဲ့ဒီဟိုကုနာရာဂဆဲအာကျဲတဲ့ကြောကာမဂုံမဲ့ကြံနေတော့တာရာဂဆဲအာကျဲတဲ့ပုဂ္ဂိုလ် ਨੇ အဲ့ဒီတတ္တာဆဲအာကျဲတဲ့ပုဂ္ဂိုလ်သရတရားရှိတဲ့အာကျဲတဲ့ပုဂ္ဂိုလ်ကဟိုမွေးတဲ့ဟိုကသူကဖျားပေါ်ကြီးညိုကျင်လိုက်တာတရားပေါ်ကျင်တန်ငါပေါ်ကြီးညိုကျင်လိုက်တာကာမဂုံအာကျဲတဲ့ပုဂ္ဂိုလ်ကနုနုညံ့ညံ့လေးကြိုက်ပြဲ့ ရာဂဆိုင်အာတိတဲ့ပုံကိုလေးကြတော့ရာဂဆိုင်အာတိတဲ့ပုံကိုလေးရာဂဆိုင်နဲ့တတ္တဆိုင်နဲ့နည်းနည်းဆင်းတယ်ရာဇရာဆိုင်ရှိတဲ့အာတိတဲ့ပုံကိုလေးဘုရားဆိုကြည်ညိုတဲ့တရားဆိုကြည်ညိုတဲ့တန်ခါဆိုနဲ့ကောင်းအောင်မူလေးလှုပ်ကြွေးတယ်ပြုစုခြင်းတယ်ကာရာဂဆိုင်အာတိတဲ့လူလာလေအဲ့ဒါလေခက်ဆင်ဆင်သူကလည်းကောင်းတာလေးတွေကြိုက်တယ်ကောင်းတာလေးတွေကြံစီတယ်ဒါပေမဲ့သူကရာဂဘက်ကိုသွားတာကာမဂုဏ်ဘက်ကိုသွားတာဘဖရတရားတန်ခါသရတရားဘက်မှာသွားတာဗုဒ္ဓဇေယိုက်နဲ့ဗုဒ္ဓဆိုတာအတိညာဝိတက်ဇေယိုက် ဝိတ္တဇိယဆိုတဲ့တွေးခေါ်တယ်လို့တချို့ကြတော့လေညံကောင်းမယ်တချို့ကလည်းအတွေးကောင်းတယ်အတွေးများတယ်အတွေးများတာကညံကောင်းတာနဲ့မတူပြန်ဘူးတစ်ခါခါကြောင့်အဲဒါကြောင့်ဇေယိုက်6ပါးရှိတယ်ဘုန်းကြီးတို့စာပေမှာကတော့လေအဲ့ဒီဇေယိုက်6ပါးနောက်ကျုံတဲ့အခါကျအကျေပြောပါအောင်အခုဆိုလိုတာကလူတိုင်းလူတိုင်းက လူအမျိုးမျိုး character အမျိုးမျိုးဇေယျအမျိုးမျိုးနဲ့မွေးဖွားလာတဲ့လူတွေပဲဖြစ်တဲ့အတွက်ကြောင့်တမေတဲ့နေလို့လည်းပဲဟိုကိုနဲ့ဇေယျချင်းတူချင်းမတူမှာကိုလည်းတမျိုးဇေယျတမျိုးသူလည်းဇေယျတမျိုးဆိုဇေယျမတူတဲ့သူတွေမှာအလိုက်တူအောင်ကြိုးစားဖို့တော့မဖြစ်ဘူး။လိုက်တူနေအောင်လုပ်လို့တော့မရဘူး။ဆိုတော့ကိုဇေယျကိုပဲပြင်ရမှာ